ကင်းပြည်နယ်မြောက်ရီခရိုင်မှာရှိတဲ့ဖလူလင်ဟော်လီနဲ့စုကလီတီဘယ်လနက်ကိုင်အဖွဲ့စည်းကိုမဆိုဖြတ်တန်းသွားလာခွင့်မပြုတော့ဘဲအရေးပေါ်သွားလာဖို့လိုအပ်တယ်ဆိုရင်ကြိုတင်သတင်းပို့ဖို့ဒီမိုကရေစီအကျိုးပြုကင်းတက်မတော် DGB ကနိုဝင်ဘာလ26ရက်နေ့မှာထုတ်ပြန်ကြေညာလိုက်ပါတယ်။ဒီကြေညာချက်ဟာ DGB ထိန်းချုပ်မှုအောက်မှာရှိတဲ့ကြားဖြန့်ရုံကိုကရင်မျိုးသားလူမျိုးရေးတက်မတော် KNL တက်တွေကဝင်ရောက်စီးနှင်းမှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ ကမရာရောကက်တာပေါ့နော်။ဟောအဲ့ဒါဒီကြားဖြန့်ကိစ္စဖြစ်ပေါ်လာတဲ့နောက်မှာမှဒီတို့ဘကထောက်ပြန်ကြီးညာချက်တဲ့အမျိုးမျိုးတော့ကျွန်တော်တို့တွေ့ရတာပေါ့နော်။အာအရင်တုန်းကထောက်ပြန်ခဲ့တဲ့အာနိုင်ငံခြားသားတွေကိုမသိရဘူးပေါ့နော်။ဆယ်ဆောက်ခွင့်မပြုတာတော့အစကတို့ဘကတို့ထောက်ပြန်လာတာဖြစ်တော့ပေါ့နော်။အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဘကလည်းပဲလက်တလောကျွန်တော်တို့အခြေအနေကပုံပြီးဆိုးသွားလာတဲ့အပေါ်မှာ ရှားပြန့်လုပ်ငန်းကိုကျွန်တော်တို့တိုင်ပြဖြစ်ရှင်းရမယ်ဆိုတာကိုလည်းထောက်ပြန်ကြေညာပြီးမှကျွန်တော်တို့ဆောင်ရွက်ခဲ့တာဖြစ်တယ်။ကျွန်တော်တို့ရဲ့ဆိုလိုရင်းအိဗယ်နဲ့ကျွန်တော်တို့ရဲ့ဆောင်ရွက်ရမယ်ကျွန်တော်တို့ရဲ့အနေနဲ့အဲလိုမျိုးလိုက်တန်တက်ချက်တွေပါလေအားလုံးရဲ့အိဗယ်ကကျွန်တော်တို့နားမလည်ပါဘူးလို့ DGBA ကမြောက်ရီ KI မှာရှိတဲ့ဖလူလီဝေါ်လီနဲ့စုကလီဖြတ်တန်းတော်လာခွင့်နဲ့ပတ်သက်ပြီးအခုလို ထုတ်ပြန်ကြေညာထားပေမဲ့ ဲ့ဒီတဝိုက်မှာစစ်ကြောင်းထိုးလာတဲ့အာနာသိန်းစစ်တပ်နဲ့ KLN တပ်တွေကြားမှာတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။အာနာသိန်းစစ်တပ်ဟာဆုံးရှုံးထားတဲ့မြောက်ရီဝေါ်လီလမ်းကြောင်းကို ပြန်လည်ဆုံးမနိုင်ဖို့အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးနေတာဖြစ်ပြီးအဲ့ဒီစစ်ကြောင်းတွေကို KLN တပ်တွေကခုခံတိုက်ခိုက်နေကြတာဖြစ်ပါတယ်။ ဒါကြောင့်တိုက်ပွဲအခြေအနေကျယ်ပြန့်လာရင် KNU နဲ့ DGB အကြားပုတ်တိုက်မှုတွေပြင်းထန်လာပြီးကရင်လက်နက်ကင်တပ်အချင်းချင်းကြားပြည်ပခန့်တွေအရှိန်ပြင်းထန်လာနိုင်လားဆိုတဲ့သုံးသပ်မှုတွေလည်းရှိနေပါတယ်သာသာတို့ကရစီတဲ့ဒီကိစ္စတွေအရဘယ်လိုပြောမလဲဟိုစားကအရင်ကကျန်ရင်ဝဲပြီးဒီကိဝဲပြီးသွားလာလို့ဆိုရင်တရီပူရမယ်ပြီးတော့လည်းဟိုအရင်ကအဲ့ဒီစီဝဘုစကားမှကြက်ချင်မှဆိုရင်လည်းအဲ့ဒါကြီးပြစ်ပြစ်စားကြပါတယ်လေအဲ့ဒါကြောင့် အမေကရှိတယ်တဲ့ကကျေးဇူးဗျာအဲဥမာအဲ့ဒီပြင်းလို့လာလို့ဆိုရင်သူတို့ကတကယ်ပို့တာအဲ့ဒီလူတွေရှိတယ်သူကသွားလာဖို့ရှိတယ်ဒီဒီနေ့ဒီပဲရဲ့အဲ့လိုမျိုးရှိတယ်လေဒါဒီကိရယ်သွားလာရှိလို့ဆိုဒီကိရယ်သတိပို့ရမယ်ပြတော့ကျွန်တော်ကျေးဇူးဒီမှာကျွန်တော်ပြဖို့ပြရတယ်အဲ့လိုမျိုးရှိတယ်လေဒါပေမဲ့စစ်ကော်မရှင်တပ်တွေဟာမြောက်ရီဝေါ်လီလမ်းပိုင်းကိုတကြော့ပြန်လဲဝင်ရောက်ဖို့စ조사လာလို့အပြန်လန်တိုက်ပွဲတွေပြန်ဖြစ်လာချိန်မှာတော့ DGB နဲ့ KNU ကြားတိုက်ပွဲတွေဖြစ်ပွားလာခဲ့တာပါ။ ဒီကြိုက်ပွဲတွေတဲ့နိုဝင်ဘာလတတိယပတ်တည်းဖြစ်ပွားနေတဲ့ဖလူးမင်းလက်ပံဒေတာတိုက်ပွဲမှာစစ်ကော်မရှင်တပ်ဘက်ကတိုက်ခိုက်ပေးခဲ့တဲ့ DGB တက်စကန်ကို တိုက်ခိုက်ထိန်းသိမ်းခဲ့ပြီးအဲ့ဒီနေရာမှာရှိတဲ့ကြားဖြန့်ရုံကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ KNU ကနိုဝင်ဘာလ25ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ဒီထုတ်ပြန်ချက်ထွက်လာပြီးတဲ့နောက်နိုဝင်ဘာလ26ရက်နေ့မှာ DGB အနေနဲ့အခုလိုဖလူးကနေစုကလီထိသွားမယ်ဆိုရင်သတင်းပို့ဖို့စာထုတ်အသိပေးလာတာဖြစ်ပါတယ်။ ဟုတ်ကဲ့ဒီစာကတော့ဒီအဲ့ဒီမင်းလက်ပံလို့ကိစ္စမျိုးနောက်ထပ်မပေါ်အောင်ဆိုရချို့တင်ပြင်ဆင်တဲ့သဘောပေါ်တယ်ဒီဥစ္စာမှာဒီအယောက်နဲ့တယောက်ပြန်လာနားလေမူရှိတဲ့ပုံမှာတတော်လို့ဦးတော်လကားတော့ဖက်စီတစ်ခုခုတော်လကားအခွင့်ရေးယူဖန်တီးမှုမျိုးမဖြစ်ဘဲနဲ့ပြန်လာတယောက်နဲ့တယောက်ချိတ်ဆက်ဆောင်ရွက်သွားစီဖို့အရာအတွက်ကြီးရပါတယ် KNU နေရာကြဖြတ်နေနေရဘလို့ဘလို့ရှုမြင်ရမလဲဆိုတော့သူကသူနေနေတာနေနေတာဘလို့ပြောမလဲကိုကိုဟိုနေတဖက်လူတအားအပြစ်ပုံချတယ်လို့မြင်လိုက်အကြီးကပူပေါင်းဆောင်ရွက်လို့ရတဲ့အခေးကြီးပေါ်မှာကိုပဲဟိုနေလူကောင်းတစ်ခါလူတွေအကုန်လုံးကလူမကောင်းပုံစံနဲ့ ရောဆိုခံရတယ်လို့မြင်တယ်အဲ့လိုမျိုးစစ်ကောင်မရှင်တက်တွေ၊နေကြားဆောင်တက်တွေ၊ကင်လက်နက်ကင်တော်လန်ရေးအဖွဲ့တွေစိုးမိုးထိန်းချုပ်ရာထိုင်းမြန်မာနယ်စပ်ကတောင်ရင်မြစ်ကမ်းတလျှောက်မှာကြားဖြန့်လုပ်ငန်းတွေကြီးထွားနေပြီးနိုင်ငံတကာရဲ့ပြစ်မှတ်ထားနှိမ်နင်းမယ်ဆိုတဲ့အာယုံဆိုင်မှုကိုလည်းကြုံတွေ့နေရတာဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီဒေသမှာရှိတဲ့လက်နက်ကင်တပ်ဖွဲ့အလုံးအနေနဲ့ကြားဖြန့်နှိမ်နင်းရေးမှာပူးပေါင်းမယ်လို့ထုတ်ပြောလာကြပြီးကြားဖြန့်နှိမ်နင်းရေးတွေလှုံ့ဆော်နေတယ်လို့အသီးသီးထုတ်ပြန်ထားကြပါတယ်။